ရန်ကုန်တိုင်းဒလားမြို့နယ်မှာအမျိုးသမီးငယ်ចောင်းသူ2ဦးကိုတရုံမယားအဖြစ်ပြုလုပ်ဖို့စီရင်ခဲ့တဲ့တရုံနိုင်ငံသားနဲ့စကပြန်လင်မယားဖြစ်သူတို့ကိုလူကုန်ကူးမှုတားဆီးနှိမ်နှင်းဥပဒေပုံမှန်နဲ့ဖမ်းဆီးပြီးထောင်နှံချမှတ်လိုက်တယ်လို့ရဲတပ်ဖွဲ့နဲ့နှိစက်သူတွေစီကသိရပါဗျ။ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကဒလားမြို့နယ်ကမာကစစ်ရက်ကွက်မှာနေထိုင်တဲ့ ကျောင်းသူနှစ်ဦးကိုတရုတ်အမျိုးသားတဦးနဲ့ဇကပြန်လင်မယားနှစ်ဦးတို့ကတရုတ်မယားအဖြစ်လက်ထပ်ထိမ်များဖို့စီယုံပြောဆိုခဲ့တဲ့ရုပ်သံဖိုင်တွေလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပါတယ်။အဲ့လိုပြန့်နှံ့ပြီးနောက်သူတို့ကိုဥပဒေနဲ့ညီအရေးယူပေးဖို့အမှုဖွင့်တိုင်တန်းချက်အရဖေဖော်ဝါရီလ6ရက်နေ့ကဒလရဲစခန်းမှာလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးပုံမှ35မြင်းဆောင်44နဲ့အမှုဖွင့်လက်ခဲ့ခြင်းဖြစ်တယ်လို့ရဲတပ်ဖွဲ့နဲ့နှိစက်သူစီကသိရပါဗျ။ ရန်ကုန်လေစိတ်ကနေ ထိုင်းနိုင်ငံကိုသွားဖို့လုပ်ထားတာသူတို့ကရန်ကုန်လေစိတ်လောင်းဝကကိုရောက်လာတဲ့အချိန်မှာဖမ်းဆီးရမိခဲ့တာလို့ရဲတပ်ဖွဲ့နဲ့နှိစက်သူက ARD Times ကိုပြောပါရယ်တရုတ်မယားအဖြစ်စီးယုံပြောဆိုခဲ့တဲ့ဇကပြန်ဖြစ်တဲ့ဒလားမြို့နေအောင်စောဥခဟာမီဒူလာနဲ့ဇနီးတီတာအောင်တို့ကိုတွန်တေးခရိုင်တရားရုံးက ရာဇဝတ်ကြီးမှုအမှတ်20မြင်းဆောင်2025လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုံမှန်35မြင်းဆောင်44အရာ အလုံးနဲ့ထောင်နဲ့10နှစ်ချမှတ်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်တရုတ်နိုင်ငံသားဖြစ်သူမစ္စတာလူဖီဆိုသူကိုတွန်တေးခရိုင်တရားရုံးကရာဇဝတ်ကြီးမှုအမှတ်20မြင်းဆောင်2025လူကုန်ကူးမှုတားဆီးနှိမ်နင်းဥပဒေပုံမှ35မြင်းဆောင်44ရအလုံးနဲ့ထောင်နဲ့10နှစ်ချမှတ်လိုက်ပြီးဒလားမြို့နယ်တရားရုံးကလည်းရာဇဝတ်ကြီးမှုအမှတ်33မြင်းဆောင်2025 1948ခုနှစ်လူဝင်မှုကြီးကြပ်ရေးအဥပဒေပုံမှ 73တရအလုံးနဲ့ထောင်နန်း3နှစ်ချမှတ်ခဲ့ပြီးစုစုပေါင်းအလုံးနဲ့ထောင်နန်း73နှစ်ချမှတ်လိုက်တယ်လို့သိရပါဗျ။